ကဲကျွန်ဖြူလေးချက်ဆောက်မနော်ကဲဖြူလေးတွေနည်းနည်းမြန်မြန်လေးဝင်ပြီเนาะကျွန်တော်တကွာကောင်းလေးပြရင်ပြကျွန်တော်လိုက်မလွဲ့နိုင်လဲကြာပြီမလို့ ီတော့ကျွန်တော်တို့လက်မလေးနေပြီးကျွန်တော်ခမျက်မြန်လေးပဲပြပေးလိုက်မယ်နော်လက်ရှိ view လေးနေပဲပြပေးလိုက်မယ်ကျွန်တော်တို့ဒီနေ့ဖေရ7လ2025ကျောင်းစနေနေ့တမနေ့ဈေးတော့ပါဗျကျောင်းဝမ်းကျင်းလေးနဲ့အရင်ပြမယ်ဗျမနက်ပိုင်းထွက်တယ်တပူးဆိုတဲ့တပိတ်ရတဲ့ညနေပိုင်းထွက်တယ်ငါအတော့ဆိုတဲ့ငါထိတ်စီးရနှလုံးပေါင်းရင်းဒီ6တဲ့နှလုံးပေါင်းရင်း6နေတဲ့တပင်ကျောင်းညနေထွက်တယ်6တဲ့ဆိုတဲ့6ထိတ်စီးနေတဲ့တောလုံးပေါင်းရင်းဒီ2တဲ့ နှစ်နှစ်ပါဝါတီခေါ်တဲ့နှစ်ခေါ်ဆိုဝိုင်းကြီးကဘယ်မှာဆင်းမှာဆိုသူကမနာပိုင်းဒီမှာဆင်းရမယ်ဆိုကြောင်းတွေကနှစ်ကိုဆိုပြီးတော့ကျွန်တော်ဒီပင်နဲ့မတော်နဲ့ကြောင်းဒီပင်နဲ့တော်လိုက်လို့တော်လိုက်မယ်ဒီကောင်ဖြတ်လိုက်เนาะကျွန်တော်ဒီကောင်ပုံတူနေလို့တက်တက်ပါဝါတီ6တဲ့အဲ့တက်6မှာတဲ့โอ้ sorry เนาะ ကြာဒီမှာဒီတော်တော်ပေါင်းခြင်းဒီနေ့နေ့ခွန်ဝမ်းခြင်းဒီရဲ့ကြောတွေဘယ်မှာဆင်းမှာဆိုတော့တူအမနာပန်းစီမှာဆင်းရမှာဆိုကြောတွေကနှစ်ကိုးဆိုပြီးဆင်းနေတဲ့သူရဲ့ဝမ်းခြင်းကိုတဲ့ထောက်ဝယ်မှာဒီရဲ့ဘယ်လိုထောက်ဝယ်လဲဆိုတော့ကြောတွေရတဲ့ညနေမှာထွက်တဲ့၃ညနေဆိုတဲ့နေ့အပိတ်ညနေမှာထွက်တဲ့၆တက်ဆိုတဲ့၆တက်ဒီရဲ့မနက်ဘက်ထွက်တဲ့၆ဘူးဆိုတဲ့၆ပိတ်တော်လုံးပေါင်းခြင်းဒီ၄ရက်၄ရက်ပါဝါဒီကိုအဲ၄ကိုးဆိုတဲ့ဝမ်းခြင်းကဘယ်မှာဆင်းမှာဆိုတော့တူအမနာပန်းစီမှာဆင်းရမှာဆိုကြောတွေရ နှစ်ကိုးဆိုပြီးတော့ကိုးကိုရိုက်တယ်တဲ့နော်နှစ်ကိုးဆိုကိုးကိုရိုက်တယ်တဲ့သူ့ရဲ့ဝိုင်းကြီးကိုတဲ့ထပ်ပြီးတော့ကျွေးမှာတီးတဲ့ဘလို့ထပ်ပြီးတော့ပေးလဲဆိုတော့ကြောရီရတဲ့မနာဘတ်ထွက်တဲ့နှစ်ပိုးဆိုတဲ့နှစ်ထေစီတဲ့မနာဘတ်ထွက်တဲ့ခြောက်ပိုးဆိုတဲ့ခြောက်တေစီတပိညာမနာကထွက်တဲ့တစ်ပိုးဆိုတဲ့တစ်ထေစီနဲ့တဲ့ကြောင့်ထေစီတော်တော်ပေါင်းခြင်းတီးတဲ့ကိုးတဲ့ကိုးကိုးရဲ့ပါဝါတီလေးတဲ့အဲကိုးလေးဆိုတဲ့ဝိုင်းကြီးကဘယ်မှာဆင်းမလဲဆိုတော့အဲကြောရီကသူ့အမနာဘန်းဈေးမှာဆင်းရမယ်ဆိုတော့ကြောရီကဘယ်မှာဆင်းလဲဆိုတော့ เนาะကျောင်းရဲ့ဒီကောင်ဘန်လိုလဲပြောလိုက်ရဗျเนาะသူကမနက်ပိုင်းလေးမှာဆရာပြီးတော့ကျောင်းနှစ်ကိုးဆိုပြီးကိုးကိုကြာလေတဲ့เนาะကျောင်းတကွာကောင်းတစ်ခါလေးခြာပြီးခဲ့မယ်ဗျကဲအဲ့တော့ကြော်ရီကအပိတ်ပိုင်ဒီရဲ့ကြော်ရီကဘလို့သွားပြီးထုတ်ဝင်လဲဆိုတော့မနက်ပိုင်းထွက်တဲ့ခွန်6ဆိုတဲ့6ဘေးနဲ့မနက်ပိုင်းထွက်တဲ့နှစ်ဘူးဆိုတဲ့နှစ်ထိပ်စီမနက်ပိုင်းထွက်တဲ့6ဘူးဆိုတဲ့6ဘေးတဲ့တော်တော်မောင်းချင်းဒီ၄ရဲ့၄ရဲ့ပါဝါဒီ၉ရဲ့အလေးကိုဆိုတဲ့ ကိုးပိုင်တိရဲ့ကျောင်းရဲ့သူ့ရောက်မနေပိုင်တိမှာအပိတ်တဲ့เนาะကျောင်းဒီကိုးပိုင်တိအပိတ်နဲ့ဝင်ရမယ်ဗျเนาะလေးရဲ့ပေါ်မှာကိုးပိုင်တိရဲ့အပိတ်နဲ့ဝင်ရမယ်တဲ့သူ့ရဲ့ဝိုင်းချင်းကိုထပ်ပြီးထောက်မှတိရဲ့ဘလို့ထားလိုက်ထောက်လိုက်ဆိုတော့ညနေမှာထွက်တဲ့၃ညနေဆိုတော့၃ညထိပ်ပြီးမနေ့ကထွက်တဲ့၆ဘူးဆိုတော့၆အပိတ်တဲ့ညနေမှာထွက်တဲ့၆တက်ဆိုတော့တက်အပိတ်တော်လုံးပေါင်းရင်ဒီခေါနဲ့ခွန်ရဲ့ပါဝါဒီနှစ်အခွန်နဲ့ဆိုတော့ဝိုင်းချင်းကဘယ်မှာဆင်းမှာဆိုတော့သူ့ရောက်မနေပိုင်တိမှာဆင်းရမယ်ဆိုတော့ကျောင်းတွေက2 9ဆိုပြီး2ကိုရိုက်တယ်တဲ့ အဲ့ကြောတွေကသူ့ရဲ့ဘူးဆိုင်တိုင်းပဲဆက်သွားမယ်ဗျ။ညကျော်ပြီးရင်တကွက်ကောက်တခါတည်းခြာပြီးမယ်နော်။သူ့ရဲ့ဘူးဆိုင်ရတဲ့ဆက်ပြီးသွားမယ်ဆိုတော့ကြောတွေကဘယ်လိုသွားလဲဆိုတော့မနက်ပိုင်းထွက်တဲ့နှစ်ဘူးဆိုတဲ့နှစ်အပိတဲ့ညနေပိုင်းထွက်တဲ့6တက်ဆိုတဲ့6ထိပ်စီတပိန်ကြောင့်မနက်ညနေထွက်တဲ့6ရှစ်ဆိုတဲ့6ထိပ်စီရဲ့တောင်းလုံးပေါင်းခြင်းတည်ခေါ်တဲ့ခွန်ခွင်းပါပါတည်နှစ်တက်အဲခွန်နဲ့ဆိုတော့ဝိုင်းကြီးကဘယ်မှာဆဲမှာလဲဆိုတော့တဲ့ သူအောက်တဲ့မနာပန်းစည်းမှာဆင်းရမယ်ဆိုကျွန်တော်တွေကဘာထော်ရလဲဆိုတော့ contact ဆိုပြီးတော့ခွန်ကိုရိုက်တယ်တဲ့သူရဲ့ဝိုင်းချင်းကိုတဲ့ထပ်ပြီးဝင်ပေးနေရသည်ရဲ့ဘာလို့ထပ်ပြီးဝင်လဲဆိုတော့ညနေဘက်မှာထွက်တဲ့39ဆိုတဲ့ကိုပေးတယ်ညနေဘက်မှာထွက်တဲ့68ဆိုတဲ့ကိုထေစီမနာဘက်မှာထွက်တဲ့38ဆိုတဲ့ရှေပိတ်တော်လုံးပေါင်းချင်းဒီ6တဲ့6ပါဝါဒီ1အ6တဲ့ဆိုတဲ့ဝိုင်းချင်းကဘယ်မှာဆင်းမှာဆိုတော့သူအောင်မနာပန်းစည်းမှာဆင်းရမယ်ဆိုကျွန်တော်တွေက contact ဆိုပြီးတော့1ကိုတဲ့ရိုက်တယ်တဲ့ ကော်တက်တွေတက်ကိုရိုက်တာနည်းတယ်သူ့ကိုထောက်အမဲဝိုင်းရင်ဒီဘာလို့ဝင်လဲဆိုတော့မနာပတ်ထွက်တဲ့2 6ဆိုတဲ့နှစ်ထိပ်ကြီးမနာပတ်ထွက်တဲ့3 6ဆိုတဲ့3ထိပ်ကြီးရဲ့နှလုံးပေါင်းခြင်းကနှလုံးပေါင်းခြင်းကနဲ့တပင်းကြောင့်မနာထွက်တဲ့နှစ်ဘူးဆိုတဲ့နှစ်ထိပ်ကြီးနည်းတယ်ကျွန်တော်တောလုံးပေါင်းခြင်းတီးတဲ့ခေါင်းနဲ့ခွင်းရပါဝါဒီနှစ်တဲ့ခေါင်းနဲ့ဆိုတဲ့ဝိုင်းရင်ဒီဘယ်မှာဆင်းမှာဆိုတော့သူ့ကမနာပတ်ကြီးမှာဆင်းရမယ်ဆိုကြောင့်တရားခွန်တက်ဆိုပြီးတော့ခွန်ကိုရိုက်တယ်တဲ့သူ့ရဲ့ဝိုင်းခြင်းနဲ့လုံးပိုင်အပီအပိတ်ဘိုင်ပွင့်တာတီးတဲ့ဘလို့ဝင်လဲဆိုတော့ မနက်ပိုင်းထွက်တဲ့6:56ပဲမနက်ပိုင်းထွက်တဲ့2:00ဆိုတဲ့2ထိပ်ဒီကမနက်ပိုင်းထွက်တဲ့3:00ဆိုတဲ့8အပိတ်တဲ့တော်လုံးပေါင်းချင်းဒီခေါ်နဲ့တော်လုံးပေါင်းချင်းဒီ6:00တဲ့6ပါဝါဒီဒက်တဲ့အက်စ်ဒီကြောင်းတွေကဘာလဲဆိုတော့ကြောင်းတွေကအပိတ်တဲ့အပိတ်ဒီတဲ့ကြောင်းတွေဘယ်မှာဆင်းရမှာလဲဆိုတော့သူကမနက်ပိုင်းစီးမှာဆင်းရမှာဆိုတော့ကြောင်းတွေခွန်တက်ဆိုပြီးတက်အပိတ်ကိုဝင်ပေးရတဲ့အဲကြောင်းတွေကလည်းအဆုံးတက်နေတဲ့1ချင်းဒီဘယ်လိုဝင်လဲဆိုတော့ ညနေပိုင်းထွက်တဲ့390ဆိုတဲ့390ထိပ်ဒီမနေ့ပိုင်းထွက်တဲ့380ဆိုတဲ့10အပိတ်ညနေပိုင်းထွက်တဲ့690ဆိုတဲ့10အပိတ်တောင်းလုံးပေါင်းခြင်းဒီ6တဲ့6ပေါင်းပါဒီတက်တဲ့အဲ6တက်ဆိုတဲ့ဝိုင်းခြင်းဒီတဲ့အကြောင်းတွေကအပိတ်နေနေဝင်ရမယ်တဲ့ဘယ်မှာဝင်မှန်းဆိုတော့အကြောင်းတွေကသူကမနေ့ပိုင်းဒီမှာဝင်ရမယ်ဆိုတော့အကြောင်းတွေခွန်တက်ဆိုပြီးတော့တက်ကိုဝင်ရိုက်ပြီးတယ်အတော့ပြောရတော့သူ့ပူဆိုင်ရတယ်မပြောဘဲနဲ့ဆက်ပြေးခဲ့မယ်ဆိုရဲ့ မနက်ဘက်ထွက်တဲ့နှစ်ကိုဆိုတော့ကိုပိတဲ့ညနေဘက်ထွက်တဲ့ကိုရှိဆိုတော့ကိုထိပ်စီးတဲ့နှလုံးပေါင်းချင်းရှစ်တဲ့နှလုံးပေါင်းချင်းရှစ်နဲ့တပိန်ကြမညနေထွက်တဲ့၁၄ဆိုတဲ့တထိပ်စီးနဲ့တောင်းလုံးပေါင်းချင်းဒီ၉ရက်၉ရက်ပါပါဒီက၄တဲ့အကိုလေးဆိုတဲ့ဝမ်းကျင်ဒီရဲ့ကြောင်းတွေကဘယ်မှာဆင်းမှာလဲဆိုတော့ကျွန်တော်တစ်ချက်မှန်ပြီကြောင်းတွေကတူအောင်မနက်ပန်းစီကြောင်းတွေဒီနေ့တနေ့ကနေမနက်မှဝင်ပြရမယ်တဲ့အကိုလေးဝမ်းကျင်ကိုတဲ့ထပ်ပြီးထောက်ဝင်ဒီရဲ့ကြောင်းတွေကဘယ်လိုထပ်ပြီးလိုက်ထောက်လဲဆိုတော့တဲ့ ညနေဘက်ထွက်တဲ့19ဆိုတဲ့9အပိတ်ညနေဘက်ထွက်တဲ့14ဆိုတဲ့1ထိပ်ကြီးတဲ့မနက်ဘက်ထွက်တဲ့9ဆိုတဲ့4အပိတ်တော်လုံးပေါင်းရင်ဒီ4ရဲ့4ရဲ့ပါဝါတီရ9ရဲ့အလေးကိုဆိုတဲ့ဝိုင်းချင်းဒီရဲ့ကြောင်းနဲ့ဘယ်မှာဝင်မှာလဲဆိုတော့သူ့ရဲ့မနက်ဘက်စီမှာတလုံးအညီနေနဲ့ဝင်ပြီးကစားပြရမယ်တဲ့သူ့ရဲ့၄ကိုဝိုင်းချင်းကိုထပ်ပြီးထောက်ပါဒီရဲ့ကြောင်းနဲ့ဘလို့ထပ်လိုက်ထောက်လဲဆိုတော့တဲ့မနက်ဘက်ထွက်တဲ့9ဆိုတဲ့9ထိပ်စီမနက်ဘက်ထွက်တဲ့9ဆိုတဲ့9ထိပ်စီရဲ့တပင်ကြောင့်မနက်ထွက်တဲ့2ကိုဆိုတဲ့2ထိပ်စီရဲ့တော်လုံးပေါင်းချင်းဒီရဲ့4တဲ့ အနေလေးရပါမှာတရားကိုတဲ့အလေးကိုဆိုတဲ့ဝိုင်းချင်းတရားလေကျောင်းရပါမှာဆင်းပါဆိုတော့သူ့အောက်မနက်ပိုင်းစီကျောင်းဒီနေ့တင်းနေတာနေမနက်အဖွင့်မှာဝင်ပြီးကစားပေးရမယ်ဗျသူ့ရဲ့လေးကိုဝိုင်းချင်းကိုတဲ့ထပ်ပြီးတော့ထောက်ပြီးတော့အပိတ်ပံနဲ့ဝင်မှာတရားကျောင်းရဘလို့ဝင်လဲဆိုတော့မနက်ပိုင်းထွက်တဲ့388ပိတ်မနက်ပိုင်းထွက်တဲ့ခွန်တိတ်ဆိုတဲ့ခွန်ထိတ်စီးတဲ့နှလုံးပေါင်းချင်းဒီငါနှလုံးပေါင်းချင်းကနဲ့မနက်ပိုင်းထွက်တဲ့ငါလေးဆိုတဲ့၄အပိတ်နဲ့အတော်လုံးပေါင်းချင်းဒီ၉ရက်၉ရက်ပါဝါတရား၄တဲ့အဲလေးတိကျောင်းတွေကအပိတ်ပိုင်းတဲ့ เนาะအလေးဒီကျောင်းရဲ့အပိတ်ပံဘယ်အပိတ်ပံမှာလဲဆိုတော့ကျောင်းရဲ့သူ့ရောက်မနာပတ်စီကျောင်းဒီနေ့တင်းလာနေမနာမှာဝင်ပြီးတော့အပိတ်နေနဲ့ဝင်ထိုးရမယ်တဲ့သူ့ရဲ့အပိတ်ပံကိုတော့ထပ်ပြီးတော့တဲ့အပိတ်ထပ်ဝင်ပါတီးတဲ့ဘလို့ထပ်ပြီးတော့အပိတ်နေနဲ့ဝင်ပါလဲဆိုတော့ညနေပိုင်းထွက်တဲ့တကိုးဆိုတဲ့တစ်ချိန်ဒီမနာပတ်ထွက်တဲ့ငါးလေးဆိုတဲ့လေးအပိတ်တဲ့ညနေပိုင်းထွက်တဲ့တလေးဆိုတဲ့လေးအပိတ်တောင်းလုံးပေါင်းခြင်းဒီ6ရက်6ရက်ပါသွားသည် လေးတဲ့အလေးတွေကလဲတဲ့ကျောင်းတွေက အပိတ်အနေနဲ့ပဲလိုက်စားပြရမယ်တဲ့ကျွန်တော်တို့နော်အပိတ်ဒီကြောတွေကအပိတ်ဒါအပိတ်မို့ကျွန်တော်ကဒါလုံးမှန်နော်သူကပါဝါရီနဲ့ဝင်ရွာတော့ကျွန်တော်လည်းလုံးမှန်ဆိုပြီးတော့ဝင်ပြီးတော့သွားပြရမယ်တဲ့အဲ့တော့ကျွန်တော်တို့ကဟုတ်ပြီတဲ့ကျွန်တော်တို့ဝိုင်းရင်တော့ရပြီတဲ့ဝိုင်းရင်ကျွန်တော်တို့ကပလန်ချလိုက်ဆိုငါးချက်တဲ့အဝိုင်းရင်ငါးချက်မှာကျွန်တော်ကတခွက်ကောင်းလေးကျွန်တော်ပြန်ထုတ်ကျင်နေဗျနောက်ကျွန်တော်ကိုလက်မလေးနှိပ်ပြီးပါဗျလက်ရှိ view လေးနော်အချိန်ကလည်းနည်းနည်းလေးစောနေရတဲ့အတွက် ်လက်ရှိပြူလေးတွေကျွန်တော်တကွက်ကောင်းချပေးခြင်းပါတယ်ဗျ။ တက်လက်မလေးတစ်ချက်နှိပ်ပြီးအဲဒေါ်တဲ့ကျောင်းကြီးကလေးဝိုးတဲ့ကျောင်းကြီးကဘလို့ပြန်ပြီးတော့နော်ကျောင်းကဘလို့တောင်းလဲဆိုရင်ညနေပဲထွက်တဲ့၃ညဆိုရင်နှစ်ပိတ်ညနေပဲထွက်တဲ့၆တက်ဆိုတဲ့တက်အပိတ်တဲ့နှလုံးပေါင်းခြင်းတောင်းလို့ရိုက်တာနဲ့တဲ့ငါကျောင်းကနှလုံးပေါင်းခြင်းတောင်းလို့ရိုက်တာနဲ့ကျောင်းတောင်းကိုတောင်းလို့ဝင်မဖြစ်ပဲနဲ့တောင်းရဲ့နှက်ခတ်ငါလိုဝင်ပြီးဖြီးပေးရမယ်ဘလို့ဖြီးမှန်းဆိုတော့ညနေဘက်ထွက်တဲ့6ရက်ဆိုတော့6ရက်စီနေတဲ့မနက်ဘက်ထွက်မဲ့အပိတ်နဲ့ကျောင်းကနှလုံးပေါင်းခြင်းကိုတဲ့ငါပေးရမယ်တဲ့နော် နှလုံးပေါင်းခြင်းသုံးကိုတောင်းနေခါနှလုံးပေါင်းခြင်းကိုငားတဲ့အဲ့တော့ကျောင်းကြီးကထိတ်စည်းကိုလည်းကျောင်းနဲ့ထပ်ပြီးထိုးမယ်ဗျနော်ထိတ်စည်းထိုးမယ်ထိတ်စည်းဒီရဲ့ဘလို့ထိုးလဲဆိုတော့ညနေပိုင်းထွက်တဲ့ငားသုံးဆိုတော့တောင်းပိညနေပိုင်းထွက်တဲ့6တိဆိုတော့တဲပိရဲ့ကျောင်းအပိနှလုံးခွာပေါင်းခြင်းဒီလေးလို့ဝင်ရိုက်တာနေတဲ့မနက်ပိုင်းမှာထွက်တဲ့နှစ်ဘူးဆိုတဲ့နှစ်ထိတ်စည်းနဲ့တပင်ကြောင့်မနက်ထွက်မဲ့ထိတ်စည်းနဲ့ကျောင်းကထိတ်စည်းနှလုံးကိုပြန်ပြီးတော့လေးတယ်ဗျနော် ဒီနှလုံး400နဲ့ဒီနှလုံးကပြန်ပြီးခွာပြီး400တိုးတဲ့เนาะကျွန်တော်ပြောတယ်မနာဘထွက်တယ်နှစ်ဘူးဆိုတယ်နှစ်မနာဘထွက်တယ်ခွန်6ဆိုတယ်6အပိတ်နဲ့မနာဘထွက်တယ်နှစ်ဘူးဆိုတယ်နှစ်အပိတ်နှလုံးပေါင်းရင်10လို့ရိုက်တာနေတဲ့ကျွန်တော်10ကို10လို့ပြန်ရိုက်မယ်တဲ့ဘာလို့ပြန်ရမှာဆိုတော့မနာဘထွက်တယ်6ဘူးဆိုတဲ့6ပိတ်နဲ့မနာထွက်မယ်တဲ့ထိတ်စီးနဲ့ကျွန်တော်တွေကနှလုံးပေါင်းခြင်းကိုပြန်ရှစ်မယ်တဲ့ကျွန်တော်နှလုံးပေါင်းခြင်းလေးကိုကျွန်တော်နှလုံးပေါင်းရင်းခွာပြီးလေးတဲ့ နှလုံးပေါင်းခြင်းရှိကိုဒီနှလုံးပေါင်းခြင်းကိုပြန်ရှစ်တယ်တဲ့အဲသူ့ရဲ့မူဆိုက်ရပဲတဲ့ကျွန်တော်ဆက်သွားကြည့်မယ်ဆိုရင်တဲ့မနာပန်ညနေပိုင်းဆိုတဲ့6တက်ဆိုတဲ့တက်ပဲညနေပိုင်းထွက်တဲ့9ရှစ်ဆိုတဲ့ရှစ်အပိတ်တဲ့နှလုံးပေါင်းခြင်းကိုလို့ရိုက်တာနဲ့ကြောကိုကိုကိုလို့ပြန်ရိုက်မယ်တဲ့ဘယ်လိုပြန်ရိုက်မှာလဲဆိုတော့မနာပန်ထွက်တဲ့2ကိုဆိုတဲ့နှစ်ထိပ်စီနဲ့တပင်ညာမနာထွက်မဲ့ထိပ်စီနဲ့ကျွန်တော်နှလုံးပေါင်းခြင်းကိုခွာကိုလို့ရိုက်ပြရမယ်ဆိုရင်နှစ်ရှစ်အတွက်2ကိုကိုဖို့ဆိုရင်ကျွန်တော်ရခွန်ထိပ်စီဆိုပြီးဝင်ပေးရတယ်လို့တဲ့နော်ခွန်ထိပ်စီလို့ဝင်ပေးရတယ်လို့ ချောလေးကမနာဘတ်ထွက်တဲ့6ဘူးဆိုတဲ့6အပိတ်ရဲ့တဲ့မနာဘတ်ထွက်တဲ့2ကိုဆိုတဲ့6အပိတ်ရဲ့နှလုံးပေါင်းခြင်း9လို့ရိုက်တာနဲ့တဲ့ကျောင်း9ကို9လို့ပြန်ပြီးဝင်ရိုက်ပြန်ဘာလို့ပြန်ဝင်ရိုက်မှာဆိုတော့မနာဘတ်ထွက်တဲ့3 8ဆိုတဲ့10အပိတ်နဲ့တဲ့မနာဘတ်ထွက်မဲ့ထိတ်စီးနဲ့နှလုံးပေါင်းခြင်းကို9လို့ပြန်ပြီးဝင်ရိုက်ပြန်မယ်တဲ့သူရမူဆိုင်ရပဲနှလုံးပေါင်းခြင်းကိုနှလုံးပေါင်းခြင်းခွာကိုတလို့တဲ့နှလုံးပေါင်းခြင်း9ကိုလည်းနှလုံးပေါင်းခြင်းပြန်ငါးပြရမယ်ဆိုကျောင်းကြီးကခွန်ထိတ်စီးတဲ့ဟုတ်ပြီကျောင်းကခွန်ထိတ်စီးတော့ရပြီတဲ့အဲကျောင်းကြီးက အပိတ်ပံဒီဘလို့ဝင်มาလဲဆိုတော့ညနေမှာထွက်တော့6 8 3ညာ6ဆိုတဲ့ကိုအပိတ်ညနေမှာထွက်တော့6 8ဆိုတဲ့ရှစ်အပိတ်တဲ့နှလုံးပေါင်းခြင်းကိုခွန်လို့ရိုက်တာနဲ့ကျွန်တော်ခွန်ကိုခွန်လို့မဖြီးရပါနဲ့ခွန်ရဲ့နှက်ခတ်တုံညာလို့ဝင်ပြီးအောင်ဖြီးပေးခဲ့မယ်ဆိုရင်ညနေဘက်မှာထွက်တဲ့6 8ဆိုတဲ့ကိုထိတ်စီနဲ့မနက်ဘက်မှာထွက်မဲ့အပိတ်နဲ့နှလုံးပေါင်းခြင်းကိုတုံညာပေးရမယ်ဆိုရင်လည်း6 8ဆိုတော့ကိုကိုတုံညာဖို့ဆိုရင်တဲပိတ်ဆိုပြီးကျွန်တော်တွေကခွန်ထိတ်တဲ့အပိတ်နဲ့ခွန်တက်ဆိုပြီးတကွာကောင်းတိကျွန်တော်တွေကထွက်တယ်ဗျာ အဲ့တော့လေသူရမူဆိုင်ရမပြတ်ပဲနဲ့ဆက်ကြွေးခဲ့မယ်ဆိုရင်တဲ့ညနေဘက်မှာထွက်တဲ့ကိုရှစ်ဆိုရင်ရှစ်ပဲညနေဘက်မှာထွက်တဲ့တက်လေးဆိုရင်လေးအပိတဲ့နှလုံးခွာပေါင်းခြင်းနှစ်ဖြစ်လို့ကျောက်ကနှစ်ကိုနှစ်ကိုနှစ်ကိုနှစ်လို့ပြန်ပြီးဝင်ပေးခဲ့မယ်ဆိုရင်တဲ့ကျောင်းရဲ့မနက်ဘက်မှာထွက်တဲ့ခွန်တက်ဆိုတဲ့ခွန်ထိပ်စီးနဲ့တပင်းကြောင့်မနက်ဒီမနက်မှာထွက်မဲ့ထိပ်စီးနေတဲ့နှလုံးပေါင်းခြင်းကိုနှစ်ပေးမယ်ဆိုရင်တဲ့ကျောင်းမျိုးလေးဒီမနက်မှာကျောင်းရဲ့ဘာထိပ်စီးထည့်မလဲဗျတစ်ချက်မှန်ပြီးပါဦး ကဲအမျိုးတွေတစ်ချက်မှန်ပြီเนาะကျွန်တော်နောက်ကျတော့ရှစ်လေးဆိုနှလုံးပေါင်းခြင်းနှစ်လို့တဲ့ကျွန်တော်နှလုံးပေါင်းခြင်းထိပ်စီးနှလုံးပေါင်းခြင်းပြန်နှစ်မယ်ဆိုရင်လည်းကျွန်တော်ဒီက9နဲ့ဒီမနက်ထွက်မဲ့ထိပ်စီးနေတဲ့နှလုံးပေါင်းခြင်းပြန်နှစ်မယ်ဆိုရင်လည်းကျွန်တော်မျိုးတွေဘာထိပ်စီးထည့်မယ်ဗျတစ်ချက်မှန်ပြီပါဟုတ်တယ်။နောက်ကြောင်းတွေကငါးထိတ်ဆိုပြီးထည့်มาဗျ။เนาะ ကျွန်အဲ့ငါးထိတ်ကိုလည်းထပ်ပြီးထောက်ပါသည်ဘယ်လိုထားလဲဆိုတော့အဲ့သူ့ရဲ့မူဆိုင်ကမနက်ဘက်တော့တဲ့38ဆိုတဲ့ရှက်ပိတ်မနက်ဘက်တော့တဲ့ content ဆိုတဲ့တက်အပိတ်နှလုံးပေါင်းခြင်းကိုလိုရိုက်တာနဲတဲ့เนาะကျွန်တော်ကနှလုံးပေါင်းခြင်းကိုလိုရိုက်တယ်ကျွန်တော်ကိုလိုပြန်ရိုက်ခဲ့မယ်ဆိုရင်တဲ့ကျောင်းလေးကမနက်ဘက်မှာထပ်တဲ့ငါးလေးဆိုတဲ့လေးအပိတ်နဲတဲ့ဒီမနက်မှာထွက်မဲ့ထိတ်စီးနဲ့နှလုံးပေါင်းခြင်းကိုကိုလိုပြန်ရိုက်အောင်မယ်ဆိုရင်တဲ့လေးရှိတဲ့လေးကိုတဲ့ကိုဖို့ဆိုရင်ကျောင်းလေးက၅ထိတ်စီးဆိုပြီးတော့ပဲကျောင်းလေး၂ချက် ပြပြီးရဗျ။เนาะအဲ့တော့ကျောင်းကြီးကကျောင်းက၄ကိုဝန်ချင်းနေခါကျောင်းကြီးကတလုံးသွားသုံးမယ်ဆိုရင်တဲ့ကျောင်းကြီးကဒီကောင်ဒီအပိတ်ပိုင်နေဝင်နေဒီကောင်ဒီလုံးပိုင်နေဝင်နေဗျ။အဲ့တော့ကျောင်းကသူ့ရဲ့မူဆိုင်တိုင်းပဲတဲ့မနက်ညနေပဲထွက်တဲ့၁၉ဆွဲ၉ပိတ်ညနေပဲထွက်တဲ့၁၄ဆွဲ၄အပိတ်တဲ့နှလုံးပေါင်းခြင်း၃နာနဲတဲ့နော်နှလုံးပေါင်းခြင်း၃နာနဲကျွန်တော်ဒီမှာကြတော့တောင်းကိုတောင်းလို့မဝင်ဘူးသူရမူဆိုင်ရပဲတောင်းရက်ခက်ငါလို့ဝင်ပေးခဲ့မယ်ဆိုရင်တဲ့ကျွန်တော်ညနေဘက်မှာထွက်တဲ့တက်လေးဆိုတဲ့တက်ထိန်စီနဲ့ ဒီမနက်မှာထွက်မဲ့အပိတ်နဲ့တဲ့နှလုံးပေါင်းခြင်းကိုငားမဲ့ဆိုရင်တဲ့ကျွန်တော်မျိုးတွေဒီမနက်မှာဘာအပိတ်ထဲမှာလဲပြတချမ်းမှန်ပြီနော်ခမင်းမြန်လေးမှန်ပြီပါဗျကျော်လိုက်ကဏ္ဍလေးပို့အောင်မယ်နော် ကျောင်းတွေနှလုံးပေါင်းခြင်း၃ဟုတ်တော့နှစ်ခါနှလုံးပေါင်းခြင်း၅ဖို့ဆိုရင်ကျွန်တော်မျိုးတွေဒီမနက်မှကျောင်းတွေဘာအပိတ်လဲဗျ။ဟောဟုတ်တယ်ဗျကျောင်းတွေ၄အပိတ်ဗျ။နော်ကျောင်းတွေ၄အပိတ်တဲ့။အဲကျောင်းတွေမူဆိုင်ရနော်ကျောင်းတွေက1ဂျိန်ထိပ်ဒီအပိတ်ပိုင်နေတယ်ကျောင်းတွေ1ဂျိန်ဒီကျွန်တော်မျိုးလေးတစ်ချက်မှန်ပြီး1ဂျိန်ဒီကျောင်းတွေက6လေးချိန်ပါဗျ။ထိပ်ဒီဒီကျောင်းတွေက9ထိပ်ဒီအပိတ်ဒီ၄အပိတ်နော် ရားလေးတွေတကွာကောင်းတော့ကျောင်းမျိုးတွေကျောင်းတွေကဒီမနက်မှာကျောင်းကဘာကင်မှာဆိုတော့ကျောင်းလေးကင်ပဲကျောင်းရဲ့လေးနဲ့မင်းရောတုံးကွက်လိုချင်တဲ့သူများကျောင်းဖုန်းနံပါတ်9956ကိုဖုန်းမက်ဆေ့ဘိုက်ပါနေပြီးတော့လာပြီးဟိုင်းပြီးပါဗျာနော်ခဏရောက်ရင် okay လေးပြန်ပြီးပါဗျာနော်ကျောင်းမျိုးတွေအဲ့တော့ကျောင်းရဲ့ live show လေးကိုဒီမှာတင်ရနာခွင့်ပြုပါဗျာနော်ကျွန်တော်ကနေပုံမှန်ပြန်တင်ပြောင်းလဲကျွန်တော်လုပ်ပေးပြီเนาะကျွန်တော်မျိုးတွေ live show တွေ ြန်လွှင့်အောင်လည်းလုပ်ပေးမယ်ဗျအားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးတစ်နေ့ကိုပတ်ဆိုင်နိုင်ကြပါစေကြောင့်မျိုးလေး